ကဲဒီနေ့မှာတော့ကျွန်တော်ကကျွန်တော် Chelsea အသင်းကျွန်တော် Champions League မှာဘလို့အနေထားရောက်နေလဲကျွန်တော်ဒီ Champions League နောက်တစ်ဆင့်ကိုရောက်တဲ့ခါကျလို့ရှိရင်ကျွန်တော် Chelsea အသင်း1-8ဝင်နိုင်မှာမလားဒါမှမဟုတ် Playoff ပဲကစားသွားရမလားဒီအကြောင်းအလေးနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာကျွန်တော်ရဲ့အမြင်လေးတွေကိုပြည့်သက်ကြီးနဲ့တူတူဆွေးနွေးသုံးသပ်ပေးသွားမှာပဲဖြစ်ပါတယ် ဟုတ်ပြီကျောဒီနှစ်2024 2025ဘောလုံးရာသီချန်ပီယံလိမှာကျောချယ်ဆီအသင်းကအခုလက်ရှိမှာဆိုလို့ရှိရင်အမှတ်ပေးကြရဲ့အဆင့်7နှစ်နေရာမှာရပ်တည်နေရဲ့စုစုပေါင်းအခုလက်ရှိ၄ဘွဲကစားပြီးသွားပြီ၄ဘွဲကစားပြီးသွားတဲ့အချိန်မှာချယ်ဆီအသင်းနေနေတဲ့ကျော9မှတ်ပဲရရှိထားသေးတယ်9မှတ်ဆိုတဲ့အတွက်ကြောင့်မလို့ကျော2ဘွဲနိုင်2ဘွဲတည်2ဘွဲရှုံးဆိုတဲ့ရလနဲ့ချယ်ဆီအသင်းကကျောအဆင့်7နှစ်နေရာမှာဦးဆောင်နေရဲ့သူနဲ့ရမတ်တူနေတဲ့အသင်းတွေကတော့အများကြီးပဲဘာစီလိုနာတို့စပိုတင်တို့ကျောဒေါ်မွန်တို့ကွာရာဘတ်တို့အက်တလန်တာတို့ဆက်ရမတ်တူနေတဲ့သူတွေကလည်းအများ ားကြီးပဲအမှတ်ကတော့တိတ်တော့မကွာဘူးဗျာအမှတ်ပေးနေဖြစ်တဲ့တော့ကြောင့်မဟုတ်အမှတ်တွေကတော့အရင်ကွာနေတော့မျိုးတော့မရှိဘူးဒါပေမဲ့ကျောက်အခုလက်ရှိ၄ဘွဲကစား၄ဘွဲနိုင်ထားတဲ့အသင်း၄သင်းအသင်း၃သင်းရှိတယ်အဲ့ဒါကကျောက်ဘိုင်မြူနီရဲ့အာဆင်နယ်အင်တာမီလန်ဒီ၄သင်းက၄ဘွဲကစားလုံး၄ဘွဲကစားပြီး၄ဘွဲလုံးအနိုင်ရရှိထားတာဖြစ်တဲ့ကြောင့်မဟုတ်ရမတ်၁၂မတ်နဲ့ကျောက်ထိတ်ဆုံးမှဥဆောင်နေဒီအသင်းတွေကိုလိုက်နိုင်ဖို့အတွက်ကတော့မဖြစ်နိုင်ဘူး Chelsea အသင်း target တစ်ခုထားမှာကကျောက်ဒီအဆင့်မှာ1 2 8အတွင်းဝင်ဖို့အတွက်ကိုပဲအဓိက target ထားလိုက်မယ်ဟုတ်ပြီကျောက်1 2 8 ိတ်တွင်ဝင်ဖို့အတွက်ကလွယ်ကူလားဆိုလို့ရှိရင်တော့အခုအချိန်ဒီမှာချက်စီအသင်းအတွက်ကတော့တော်တော်လေးကိုမလွယ်ကူတော့ဘူး။ဘာလို့အဲ့လိုပြောရလဲဆိုလို့ရှိရင်ချက်စီအသင်းနောက်ထပ်လက်ကျန်၄ပွဲကစားဖို့ရှိတယ်။အဲ့၄ပွဲမှာ၄ပွဲလုံးအနိုင်နဲ့ကျော်၄၃၄၁၂မှတ်၁၂မှတ်အထိရရှိခဲ့မယ်ဆိုလို့ရှိရင်တော့အဆင့်၈နေရာအထိဝင်ဖို့အတွက်ကတော့သူတို့အတွက်ကခဲရင်လေဘာလို့ဆိုတော့ကျော်အဆင့်၈ဥမာကျော်ရကျော်၅၆ခွန်၈ကကျော် PSG က၉မှတ် နယူကာဆယ်က6မှတ်ရီယယ်မက်ဒရစ်က6မှတ်လီဗာပူးက6မှတ်ပြီးလို့ရှိရင်ဂလာတာစာရီကလည်းအဆင့်6ရောက်သွားတယ် ကိုးမှတ်ပဲအမတ်တူကိုမှကြောဂိုးကွာချားချက်အရာဂလာတာစာရီကအဆင့်6မှာလီဗာပူးကအဆင့်8မှာအဲ့တော့လီဗာပူးကအဆင့်8ထဲမှာဂိုးကွာချားချက်အရာဝင်နေတာဖြစ်တဲ့ကြောင့်မလို့သူတို့ဒါဆက်ကြောက်တင်အဆင့်ကိုဓာတ်ရိုက်တက်ခွင့်ရတယ်ပေါ့ဗျာအဲ့လိုမျိုးဖြစ်တဲ့ကြောင့်မလို့ Chelsea တင်းခုနပြောခဲ့လို့ပဲ၄ပွဲကစားပြီး၄ပွဲလုံးနိုင်သွားခဲ့တယ်ဆိုလို့ရှိရင်တော့သူ့အတွက်ကမတည်ကြသေးဘူးကြောလီဗာပူးကလည်း၄ပွဲကစားအောင်ပဲကြော Real Madrid ကလည်း၄ပွဲကစားအောင်ပဲလီဗာပူးရော Real ရောကြောဒီ Newcastle တို့ရောက တော့ချိန်မှာအတင်းကြီးတွေကိုအနိုင်ယူထားပြီးပြီဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်ပွဲစဉ်တွေကသူတို့အတွက်ကတော့မိုင်တာပဲအားကြောင့်မလို့ Chelsea အတင်းအနေနဲ့ဒီလက်ကျန်ပွဲစဉ်တွေမှာအကုန်လုံးကိုအနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်တော့ဒါ128 twin ဝင်ဖို့ကတော့ခက်ခဲနေအောင်မှာပါပဲဘာပဲပြောပြောကန်တရားကမျက်နှာသာပေးတယ်ဆိုလို့ရှိရင်တော့ Chelsea တင်ဝင်ခွင့်ရလိမ့်မယ်ဘလို့မျိုးလဲဆိုတော့ကျွန်တော် Liverpool တို့တော့မလို့အဖဲနဲ့တည်ကြတာလို့ရှုံးတာလို့ဆိုလို့ရှိရင်ဒါ Real Madrid တို့တည်ကြတာလို့ရှုံးတာလို့ဆိုလို့ရှိရင် Chelsea တင်ကန်ကောင်းပြီးတော့ကျွန်တော်နောက်ကနေပြီးတော့ကတ်ပြီးတော့ဝင်သွားတာမျိုးလေဒါက ဖြစ်တတ်တယ်ဒါ Chelsea အသင်းဖြစ်နေဖြစ်နေကြပုံစံတိုင်းပဲဒါကျွန်တော် Chelsea အသင်းကကန်ကောင်းတတ်တဲ့အသင်းတစ်သင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအချက်လေးကိုလည်းထည့်ပြီးတော့စဉ်းစားထားရမယ်။ဒါပြီးတော့ Chelsea အသင်းကျော်128ဝင်ခဲ့မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းတော့ဗောကျွန်တော် play off မကစားရတော့ဘူး။ ပလေးအော့ကစားခဲ့ရတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ချယ်ဆီအသင်းတွက်ကတော့အရင်ကြီးပြဿနာမရှိပါဘူးချယ်ဆီအသင်းအခုလက်ရှိကျွန်တော်လက်ကျန်ပွဲစဉ်၄ပွဲကျန်တယ်၄ပွဲကကျွန်တော်ဘာစီလိုနာနဲ့အရင်ဆုံးတွေ့ရမယ်ဘာစီလိုနာနဲ့ပြီးလို့ရှိရင်အတ္တလနာနဲ့ကန်ရမယ်အတ္တလနာအိမ်ငွေကျွန်တော်ပြီးလို့ရှိရင်အတ္တလနာနဲ့ပြီးသွားလို့ရှိရင်ပါဖို FC နဲ့ကန်ရမယ်ပါဖို FC ကကျွန်တော်ချယ်ဆီအိမ်ငွေနောက်ဆုံးပွဲစဉ်ကနာပိုလီ နာပိုလီတို့ပါဖိုတို့ကကြတော့ဒီအတလန်တာတို့အထီးကအရန်ကြီးစိတ်ပူစရာမလိုချယ်ဆီတင်အနိုင်ကစားလို့ရလောက်တဲ့အနေထားအဓိကဘာစီလိုနာတသင်းပဲဘာစီလိုနာကနိုင်ခဲ့မယ်ဆိုလို့ရှိရင်ချယ်ဆီတင်128ဝင်ဖို့အတွက်နည်းနည်းလေးပို့ပြီးတော့ chance ရလာပြီဘာလို့ဆိုတော့ဘာစီလိုနာကအခုလက်ရှိမှာချယ်ဆီရဲ့အပေါ်ကိုရောက်နေတာဖြစ်တဲ့ကြောင့်မလို့ဘာစီလိုနာကိုအနိုင်ယူခဲ့မယ်ဆိုလို့ရှိရင်ချယ်ဆီကဘာစီလိုနာရဲ့အပေါ်ကိုတက်ပြီးတော့အဆင့်6-10ဒါဒီလောက်အနေထားထိရောက်သွားနိုင်တာဖြစ်တဲ့ကြောင့်မလို့ဒီနောက်အစောဦးဆုံးလာမယ်ကျော်ဘာစီလိုနာနဲ့ချယ်ဆီတို့ပွဲကချယ်ဆီတင် င်း128ဝင်ဖို့အတွက်အဆုံးဖြတ်ပွဲစဉ်တစ်ပွဲပဲဖြစ်သွားမလားဒါမှမဟုတ်ချက်စီးသင်းကအဲ့လိုမျိုးမလိုအပ်ဘဲနဲ့အမားကြီးလှုပ်တက်တာတွေလည်းရှိရဲကျောင်းနိုင်ုံနိုင်ရမယ့်အသင်းတွေကိုကျောင်းဒီနီးပြမာစကာဖင်ရားပြီးတော့ရှောက်လှုပ်တဲ့အချက်တွေကဒါကျောင်းချက်စီးအသင်းတို့အမှတ်တွေနစ်နာစီအမှန်ဆိုလို့ရှိရင်ကွာနာကွာဘတ်နဲ့ပွဲမှာချက်စီးသင်းဒီချိန်၃မှတ်သာရခဲ့မယ်ဆိုလို့ရှိရင်ကျောင်း၉မှတ်ဗျာ၉မှတ်နဲ့ကျောင်းချက်စီးသင်းကဟိုကိုးကွာချားချက်အရာကြည့်မယ်ဆိုလို့ရှိရင်ကျောင်းဒီ၄လုံးထိဖြစ်သွားမှာ၄လုံးဆိုလို့ရှိရင်ကျောင်းအခုလက်ရှိဆိုလို့ရှိရင်အဆင့်၉နေရာထိရပ်တည်နိုင်တာဖြစ်တဲ့ကြောင့် ို့ဒီလိုအမှတ်တွေကကျွန်တော်တော်တော်လေးကိုနှမျောဖို့စရာကောင်းတဲ့အမှတ်တွေဖြစ်တဲ့တကြောင်မလို့နောက်ထပ်လာမဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းလေးပွဲလုံးမှာချက်စီးတင်ဆက်နှမလုံးအပြစ်ရရှိအောင်စွမ်းဆောင်နိုင်မှာပဲကျွန်တော်ဒီချန်ပီယံလိမှာ128ဆိုတဲ့နေရာကိုဒါဆက်ကြောက်တင်အဆင့်ကိုတိုက်ရိုက် တက်မဲ့အနေထားကိုရောက်ရှိမှာပဲဖြစ်ပါတယ်အလိုမှမဟုတ်ဆိုလို့ရှိရင်တော့ကျွန်တော် play off မှာဒါတို့အနေနဲ့ဒါကစားခက်ခက်ခဲခဲကစားပြီးတော့မှကျွန်တော်16တင်ရှုံးထွက်အဆင့်ကိုရောက်ရှိမှာပေါ့အဲ့လိုမျိုးဖြစ်တဲ့ကြောင့်မို့ပြည်သက်ကြီးရဲ့အမြင်မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီနှစ်ချယ်ဆီအသင်းကျွန်တော် ော့ဒီချန်ပီယံလိမှာ128ဝင်ပြီးတော့စကြောတင်းအဆင့်ကိုတိုက်ရိုက် တက်ခွင့်ရရှိသွားမလားအဲ့လိုမှမဟုတ်ဘဲနဲ့ပလေးအော့မှာတခြားတင်းနေနဲ့ကစားပြီးပဲကျွန်တော်တက်လန်းသွားမလားဒါပရိသတ်ကြီးရဲ့အမြင်ကိုကွန်မန့်မှာဝင်အောင်ဆွေးနွေးပေးသားကြပါအောင်အဆုံးနေဝင်အောင်ချူပကြရဲ့ပရိသတ်ရဲ့ချင်းစီတိုင်းကိုထူပဲကြည့်ဦးတင်ရှိပါရယ်အကသာတင်းစီစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေကျွန်တော် MM Media ရဲ့ Facebook YouTube TikTok တို့ကိုလိုက် Subscribe လုပ်ပြီးတော့ဆောင်ကြည့်နိုင်ပါတယ်ဘောလုံးမတားလိုက်ကြည့်ရှုကြည့်နေတဲ့ပရိသတ်များအနေနဲ့လည်း www.mmmedia.stream မှာအခမဲ့တားလိုက်ဝင်ရောက်ရှုနိုင်ပြီဆိုတဲ့အကြောင်းကိုသတင်းကောင်းပိုင်းနဲ့နောက်စီစဉ်တွေမှာ ပြန်လည်ဆုံတွေ့ရပါမယ်ကျွန်တော်အားရရှင်နေဆက်သူကိုစဲပါ